Crystal Palace ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံး Arsenal ကစားသမား9ယောက်မင်္ဂလာပါဗျ Cooking is the football show on January ကျွန်တော်ခက်မှာ Crystal Palace အသင်းကိုခက်ခက်ခဲကစားပြီးအနိုင်ယူခဲ့တဲ့ပွဲကနေကျွန်တော်အကြိုက်ကစားသမား9ယောက်ရှိပါတယ်ကျွန်တော်ညီကိုရင်းနဲ့အမြင်ချင်းတော့တူချင်မှတူလိမ့်မယ်တချို့ကစားသမားတွေကဒါ football rating နဲ့မှအရင်တော့မများဘူးဗျဒါပေမဲ့ကျွန်တော်ကိုယ်တိုင် personal က ကြိုက်လို့ရွေးထားတဲ့သူတွေပါတယ်ပေါ့နော်။ထားပါဟိုအမြင်ချင်းတူတာမတူတာတော့ပြဿနာမဟုတ်ဘူးဗျာ။ကျွန်တော်အကြိုက်ကျွန်တော်ပြောလိုက်တဲ့သဘောမျိုးပါပဲ။ Okay အဲ့တော့အကြိုက်ဆုံးနံပါတ်9နေရာမှာရှိနေတဲ့ player ကိုကျွန်တော်စပြီးတော့ဆွေးနွေးသုံးသပ်ပေးချင်ပါတယ်။ Arsenal အသင်းရဲ့တိုက်စစ်မှု Vida Jorgius ပါ။ Jorgius ကိုကျွန်တော်အကြိုက်9ယောက်ထဲမှာရွေးတာဒါဆိုရင်နှစ်ကြိမ်တိုင်တိုင်ပါဝင်လာခဲ့တာပါ။ Atletico Madrid နဲ့ပွဲမှာ Jorgius ကိုတစ်ကြိမ်ရွေးတယ်။အခုတစ်ခေါက် Jokic ကိုကျွန်တော်တစ်ကြိမ်ထပ်ပြီးတော့ရွေးပါတယ်။ဘာကြောင့်လဲဆိုတော့ Jokic မပါဘဲ Jokic ကိုထုတ်ထားလိုက်။အဲ့ဒီပြိုင်ဘက်နောက်တန်းရဲ့ မာကျော်ချစ်လက်လွန်လာတဲ့ခံစစ်ကိုဘသူကတိုးမလဲ။300ပါဗျာ။မက်ဂွီးကတော့အရင်တော့လူကောင်မကြည့်ဒါပေမဲ့လာခရိုစတိုဘီကခရစ်ရစ်ချတ်စတိုဆိုတာအကြီးကြီးဗျာ။အမြင်မောရှင်းထုတ်ပုံလည်းပိုင်တယ်။ပြီး physical bit ကြီးတွေကလည်းအတောင်ကြီးတွေတိုးမယ်တိုက်မယ်ဆိုရင် ရှင်တိုးမို့တိုက်ဖို့ခက်တဲ့ကစားသမားတွေ။အဲ့လိုကစားသမား300ကို box ထဲမှာထည့်ပြီးတော့စော့ထားတာ။ပြီးရင်ရှေ့မှာ warden တို့လို့ ိုက်ချီကာမာတို့လိုပလေယာမျိုးတွေရန်ပြီးကစားသွားခဲ့တယ်အကုန်လုံးမာကုံရှိတဲ့သူတွေကြီးပဲဟိုဂျပန်သားလေးဆိုရင်လည်းတောက်လျှောက်ဖြုတ်တာကာမာတာဆိုလိုက်ဘောဝင်နေလိုက်လို့နေအဲ့လိုပလေယာမျိုးတွေကိုသိမလားမျိုးရိုးတကားကိုဟိုတွန်းဖွင့်တဲ့ကျွန်တော်တုံးကြီးလိုမျိုးဖီဒီယိုဂီယက်စ်ကကြက်ကြက်ခံတွန်းသွားတာယိုဂီယက်စ်ကိုကျွန်တော်အမြင်ရဗျာအဲ့တီကုံနဲ့ပွဲမှာနေပြောင်းလဲသွားပြီ ယောဂက်စ်ကဂိုးသွင်းခြင်းမှာသွင်းတော့မှာအများကြီးဂိုးရဖို့အတွက်မျောလိမ့်မထားနဲ့သို့တော့တခြားတွက်အကျိုးသက်ရောက်မှုတွေရှိနိုင်တယ်ဒါအာစနယ်သင်ရသွားတဲ့ free kick ဂိုးမှာဆိုရင်လေယောဂက်စ်ရဲ့ပါဝင်ပတ်သက်မှုရှိခဲ့တာပဲသူတိုးနေယုံနေရနေတစဉ်ဘောလုံးပြန်ပြီးခင်းပေးသွားတဲ့လမ်းကြောင်းလေးပေါ့နော်အဲ့တော့ယောဂက်စ်ရဲ့စွမ်းဆောင်ရည်ပိုင်းဒီနေ့ပွဲစဉ်မှာကျွန်တော်ကတော့ပြည်စုံလုံလောက်မှုရှိတယ်လို့ထင်တယ်စူးစမ်းမှု အပြည့်နဲ့ကစားပေးသွားခဲ့တယ်တွန်းတွန်းတိုက်တိုက်နဲ့ကိုပြန်ပဲနောက်ခံကစားသမားရည်နဲ့ရှင်ပြီးတော့ ကစားသွားခဲ့တာပါကျွန်တော်ကတော့ပြောသလို physical bit ကြီးတွေကအကြီးကြီးပဲသူရှိမှအဆင်ပြေမှာသူမရှိပဲခိုင်လို့ပါတော့မှတွန်းဖို့အတွက်အဆင်မပြေတော့ဘူးအဲ့ဒါကြောင့်ကျွန်တော်တော့ video guest ကိုအကြိုက်ဆုံးနံပါတ်5အဖြစ်ရွေးပေးလိုက်ပါတယ်ကျွန်တော်အကြိုက်ဆုံးနံပါတ်6နေရာမှာရှိနေတဲ့ player ကတော့ Gabi အလက်ကောင်ပဲဖြစ်ပါတယ် Gabriel Magahis ဒီ Arsenal ရဲ့နောက်တန်းမှာ William Saliba နေတူမရှိမဖြစ် ကသာသမားတယောက်ဖြစ်လာတယ်။ဆလီဘာကတော့ဒဏ်ရာပြဿနာရသွားတဲ့အတွက်ကြောင့်လူသားလဲလိုက်ရတယ်ပေါ့နော်။ဒဏ်ရာပြဿနာမပြင်းထန်ဘူးတော့မျှော်လင့်ပါတယ်။မာဂါဟစ်နဲ့ဆလီဘာတို့ရဲ့အတွဲဖက်သည်အာတီတာရဲ့အဓိကစစ်တီတော်ကြီးဖြစ်တယ်။ကိုမပေးရကြီးစစ်တီတော်ကြီးပေါ့။အဲ့တော့ဒီနေ့ပွဲမှာမာဂါဟစ်ရဲ့ဆွမ်းဆောင်ရည်ကတိုက်စစ်ပိုင်းတိလည်းတချို့အမြင်မောတွေလိုက်ပါပြီးတော့ခေါင်းတိုက်သွားတယ်။ခံစစ်ပိုင်းမှာဆိုရင်လည်း အရှင်းထုတ်မှုတွေရှိခဲ့တယ်ကျွန်တော်တလုံးမှတ်မိတယ်ဗျဆလီဘာမှားတာလားမသိဘူး Gabriel နောက်ကနေ light push တယ်ပေါ့နော်အဲ့လိုကြိုးစားပန်းစားနဲ့ဒါ David Raya ဖမ်းရတာအဆင်ပြေအောင်သူတို့ရှေ့မှာတောက်လျှောက် block တာတွေလုပ်ပေးတယ် light push တာတွေလုပ်ပေးတယ် Magahis ရဲ့ဥဆောင်မှုကတော်တော်အခေအားကျခဲ့တယ် Now အသင်းရဲ့အဖိုးတန်အနိုင်ကိုတကူကိုလည်း Magahis ကြိုးစားအားထုတ်မှုပါခဲ့တာကိုကျွန်တော်တို့အတိအမှန်ပြုရလိမ့်မယ်သူရဲ့ခေါင်းခုန်တိုက်မှုတွေကကို damage တွေကိုပြန်ပြန်ပြီးတော့ခုန်တိုက်ပေးတာပေါ့အဲ့တော့သူကြိုးစားပြီးခုန်တိုက်တယ်ဒီ Crystal Palace အသင်းရဲ့နောက်ခံကစားသမားတစ်ယောက်နဲ့ အဲ့လို develop ပုံစံမျိုးတည်ပြီးတော့ဒါ average asia ကအကောင်းဆုံးကန်သွင်းယူသွားခဲ့တာပါဒီကိုမှလည်းဒါပါဝင်ပတ်သက်ခဲ့တဲ့သူတွေများတယ်ဒီထဲမှာကျွန်တော် Gabriel Magahis တယောက်ကအပါဝင်ဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကတော့အကြိုက်ဆုံးနံပါတ်၄နေရာမှာ Gabriel Magahis ကိုရွေးပေးလိုက်ပါတယ်ကျွန်တော်အကြိုက်ဆုံးနံပါတ်၃နေရာမှာရှိနေတဲ့ player ကတော့အားရဲ့အကြိုက်ကစားသမား၅ယောက်ရွေးတိုင်းမပါမဖြစ်ကျွန်တော်အကြိုက် player ပေါ့နော် Martin Zubimendi ဖြစ်ပါတယ် Zubimendi ya Austin ရဲ့ဟိုတကယ်လက်နက်ပုံးမြ Vitor Yogias လို့တိတာ ထင်ရှားစွာစွန့်ဆောင်ခြင်းမှစွန့်ဆောင်နိုင်လိမ့်မယ်။ဒါပြင်တောင်ပန်ကစားသမားတွေလိုကူးသွင်းမှုအတွက်အားကိုးခြင်းမှအားကိုးရလိမ့်မယ်။ Rise လို Progressive Personality ပေးခြင်းမှပေးနိုင်လိမ့်မယ်။ဒါပေမဲ့လိုအပ်တဲ့နေရာလိုအပ်တဲ့အချိန်တိုင်းမှာဒီ Martin Zubimendi ဆိုတဲ့ Spain လေးရှိနေပါတယ်။ Zubimendi ဒီဘောလုံး IQ ပေါ့နော်။အရင်မြင့်တဲ့ကစားသမားတွေ Spain ရဲ့ deep lying midfielder တွေကလည်းသူက KSS ကောင်းခဲ့တဲ့ကစားသမားတွေကြီးပဲဒီထဲမှာမာတင်ဆူပီမန်တွေကစပိန်ရဲ့မျိုးကုံရိုးကုံကိုမဖြတ်ခဲ့ဘူးလို့ပြောရမှာပါသူဒီကို့အတင်ကစားသမားတွေရှေ့ကိုတက်သွားပြီဆိုရင်ဘာလို့ရမလဲကောင်းသွားနားလဲသဘောပေါက်တယ်ဆွတ်ဆက်ပြီးရှေ့မတက်ဘူးသူလက်စတီဖန်နာအဖြစ်အမြဲတမ်းကြံကြံခဲ့တယ်တကယ်လို့ပြိုင်မဲ့အတင်ကဘောလုံးထိုးပေါက်လာပြီဆိုရင်လည်းသူသူဖြတ်လို့ success မဖြစ်ဘူးလားဒါပေမဲ့လမ်းကြောင်းလေးနည်းနည်းရွေ့သွားအောင်တွန်းလိုက်တာမျိုးလေးတွေရှန်တိန်လေးတွေလှုပ်လိုက်တာမျိုးလေးတွေရှိမယ်ဒါသည်ဘောလုံး IQ ကောင်းမှုမူကြောင်ဖြစ်ပါတယ်တကယ်လို့ဒါမာတင်ဇူဘီမန်ဒီကိုအာစနယ်မခေါ်နိုင်ခဲ့ဘူးဆိုရင်အခုလောက်ထိ အာစနယ်တဲ့အမြင့်ပြင်ခြင်းမှာပြန်နိုင်လိမ့်မယ်ကျွန်တော်ပြောတာ over ဖြစ်ကောင်းဖြစ်မယ်ဗျာဒါပေမဲ့ bro စဉ်းစားကြည့်လိုက် martin super menu မရှိဘူးဆိုရင် arsenal နောက်တန်းဒီတက်လည်းဂိုးတွေပေးရကောင်းပေးရနိုင်တယ်ကျွန်တော်ကတော့ဒီနေ့ဘောလုံးရသည်က martin super menu အချက်လို့ထင်တယ်ဗျာကျန်တဲ့ player တွေကိုမကောင်းပြောတာမဟုတ်တော့ဒါပေမဲ့ဒီ player ကတော့တော်တော်လေးတန်ဖိုးရှိလို့နေဆိုတော့ကျွန်တော် martin super menu ကိုအကြိုက်ဆုံးနံပါတ်3ဖြစ်ရွေးပေးပါတယ်ကျွန်တော်ကျန်တဲ့နံပါတ်1နေရာမှာရှိနေတဲ့ player ကတော့ဒီနေ့ပွဲမှာ player of the match ရသွားခဲ့တဲ့ အပရီချေအသေးပေါ့နော်ကျွန်တော်အသေးတဲ့ကြိုက်တဲ့ပလေယာတယောက်ရှိနေတဲ့အတွက်ကြောင့်အသေးကိုနှစ်မှာပဲရွေးပေးလိုက်တာပါမာရင်အိုရီကဲနေရာကိုဝင်ပြီးတော့ကစားရတယ်သူ့အတွက်အရင်တော့မလွယ်ကူဒါမဲ့ကျွန်တော်ညီကိုတွေတခုပေါ့နော်ဟိုဒါဒါကျွန်တော်အမြင်မှာ sharing လုပ်ချင်တာအိုရီကဲနဲ့အသေးကတူမှာမဟုတ်ဘူးဗျနှစ်ယောက်လုံးက AM ကစားသမားတွေ CN အဖြစ်ကစားနိုင်တဲ့ကစားသမားတွေဆိုရင်ပဲအသင်းပေါ်မှာအကျိုးပြုနိုင်ခြင်းအနည်းငယ်ကွာပါလိမ့်မယ်အိုရီကဲကတော့ creation ပိုင်းပူကောင်းတယ်ဗျ playmaking လုပ်နိုင်စွမ်းရည် အပြည့်ရှိတယ်ဒါပေမဲ့ဟိုတချို့ dribbling skill တွေကြာရင်တော့အစည်းအပူကောင်းတယ် dribbling မှာတော်တော်ကောင်းတဲ့ကစားသမား now အဝေးကန်ချက်တွေတွင်းယူတဲ့နေရာမှာလည်းအတယောက်နဲ့တယောက်ကန်သွေးချက်ချင်းကတော့မတူဘူး martin odrick ကတော့အဲ့လိုမျိုးမြေလိမ်ဘောတွေကန်တာပူကောင်းတယ်ဒါပေမဲ့အစည်းအတော့အမြင်ဘောပဲဖြစ်ဖြစ်မြေလိမ်ဘောပဲဖြစ်ဖြစ်ခါးပြက်ဘောပဲဖြစ်ဖြစ်ကန်တာပူပြီးအဆင်ပြေတယ်လျှက်ရက်တစ်ပြက်ဂိုးတွေကိုလည်းတွင်းယူနိုင်စွမ်းရှိတယ်အဲ့တော့သူတွင်းယူသွားတဲ့ဂိုးဆိုရင်လည်းအဲ့လိုမျိုးလုံးဝမြေမကျတဲ့ဘောလုံးကန်တွင်းယူသွားခဲ့တာ လောကကိုဖူးကပုံစံမျိုးပေါ့နော်အဲ့တော့ကြောင့်အစည်းဒီဒီနေ့ဘွဲမှာဒီ twin go twin ဦးတဲ့အတွက်ကြောင့်တချို့ချိတ်ဆက်မှုဘိုင်းလေးတွေမှာရောအားကောင်းတဲ့အတွက်ကျွန်တော်ကတော့အကြိုက်ဆုံးနံပါတ်2အဖြစ်ယူပြီးချင်းဖြစ်ပါတယ်။ကဲကျွန်တော် အကြိုက်ဆုံး man of the match ကစားသမားကဘယ်သူလဲ။ Declan Rice ဖြစ်ပါတယ်။ Rice ကိုကျွန်တော်အစည်းတက်ကြော်ပြီးရွေးချယ်ပေးတာတခြားမဟုတ် Rice ရဲ့ လုံအားနှုံးကြောင့်အရန်ကြိုးစားတယ်ဗျဒီကစားသမားအင်္ဂလိပ်ကစားသမားရဲ့ထဲမှာဆိုရင်ဒါတော်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 သဘောကျတယ်ပလီယာဟိုအာကြီးရောက်မှမဟုတ်ဘူးဝက်ဆမ်းမှာရှိတဲ့အချိန်ကာလတွေကချယ်ဆီကိုအရန်ရောက်စီခြင်းခဲ့ဘူးတယ်ဘာကြောင့်လဲဆိုတော့ဒီကစားသမားရဲ့အရေးသွေးအရေးချင်းကိုကျွန်တော်တို့ကောင်းစွာနားလည်သဘောပေါက်လို့တကယ်ကိုလီးလုံနိုင်တယ်ကွန်မန့်ပေးနိုင်တယ်ကစားသမားတယောက်ဖြစ်တယ်မခိုမကက်လိုက်ပါ ကစားတယ် ဘရိုပဲကြည့်လေဘောလုံးဆုံးရှုံးသွားလာဒက်ကလန်ရိုက်လိုက်ပြီးပြေးဖို့အတွက်စိတ်ပူနေကြရမလို့နီးပြအော်ဟစ်ချိန်မောင်းနေကြရမလို့အဘောလုံးရှိတဲ့အချိန်လားဘောလုံးနဲ့အတူဆွဲပြေးတင့်သလားဒါမှမဟုတ်ငါပေးဖို့လိုသလား free kick ကမ်းမလားကွင်းလေကစားသမားတယောက်အတွက် သူ့မှာရှိတဲ့အရေးသွေးတွေက ပြည့်ပြည့်စုံတယ်အဲ့တော့ကြောင့် declarize ဒီမြန်မာခေတ်မော်ဒယ်မုံလောကရဲ့အကောင်းဆုံးကွင်းလက်ကစားသမားတွေကတယောက်ဖြစ်လာတယ်ကျွန်တော်က rice ကိုကြိုက်တယ်ဆွဲတုံရတဲ့ကစားသမားတယောက်လည်းဖြစ်တယ်ဒီနေ့ပွဲမှာဆိုရင်တိုက်စစ်ခံစေမျှတအောင် declarize အကောင်းဆုံးကစားပေးသွားနိုင်တယ်အဲ့တော့ကြောင့်ကျွန်တော်ကတော့ declarize ကိုအကြိုက်ဆုံး man of the match ဖြစ်ရွေးပေးရတယ်ပဲဗီဒီယိုလေးဒီမှာနားကျင်ပါတယ်အဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်ညီကိုမောင်နှမများအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ